အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဇေယဝင်းဖေဤဝိထုတူများရဲ့မှမျိုးနိုင်အောင်သာမျိုးပြီးတော့ဆိုရဲဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာမျိုးနိုင်အောင်သာမျိုးပြီးတော့မျက်လေပြပြီးဆေးရောင်းတာဘာမှမဆန်းပါဘူးမျက်လေပြပြီးဆေးကြုံညာတာလည်းဘာပြစ်မှမရှိပါဘူး စဉ်းစားကြည့်လေစိတ်ဝင်စားတဲ့လူတွေအဖို့မျက်လည်လေးကြည့်ရသေးတယ်ရောင်းတဲ့ဈေးကလည်းသူတို့နဲ့အတုံးတည့်ရင်ဝယ်လိုက်ရုံပဲဈေးရောင်းတဲ့သူတွေရဲ့အာဝဇွန်ကောင်းရင် ကောင်းတလို့ပေါ့ဝယ်ကြတာပဲရောင်းရတာပဲဒါကဘာမှပြောစရာမလိုဘူးဘာအပြစ်မှလည်းမရှိဘူးရိုးရိုးတတဆေးကောင်းဝါးကောင်းကိုရောင်းရင်ပေါ့လေအဲ့ဒီလိုမှမဟုတ်ပဲ ပစ္စည်းမမှန်တာတွေမဟုတ်တာတွေကိုညာရောင်းတာဆိုရင်တော့မကောင်းဘူးပေါ့အဲ့လိုဆိုရင်တော့ဆက်ဆုပ်စရာယွန်းစရာကောင်းတဲ့လူလိန်လူညာတွေလို့ပြောရမှာပဲခုမြလဲဝိဆာထွန်းမောင်တို့လုံနေပုံကတော့ဒုတိယမျိုးစားတွေကပေါ့သူတို့ရောင်းနေတဲ့ပစ္စည်းကခိုင်ခိုင်မာမာစေးဝါးလည်းမဟုတ်ဘူးဇိုလိုတာကဘယ်စေးလိုက်ဘယ်သမားတော်ကြီးကဘလို့စီမံဖော်ဆက်ထားသောစသဖြင့်ပေါ့လေ လင်းနဲ့ဘူးနဲ့ဒစိမ့်နဲ့စေးတိုက်လိမ့်စာနဲ့ခိုင်ခန့်တဲ့သဘောမျိုးပြောတာပါခုဟာကအဲ့ဒါမျိုးမဟုတ်ဘူးလေလောက်သောပြည်သူများခုမြင်ကြရတဲ့အတိုင်းပါပဲဒီစေးမြစ်ဥများဟာအမြင်အားဖြင့်ကိုပဲအလွန်ထူးခြားပါတယ်ဟောဒီမှာကြည်ပါတဦးစီတဦးစီကိုကြည်ပါစေပရီးများလို့သူ့အပေါ်ရန်ခွန်ကိုကတဘာဝအတိုင်းပြောင်းလက်နေပြီးဘယ်ဥမှမဆိုအလုံးကလေးသုံးလုံးစစ်နေတာကိုတွေ့ရပါတယ် ီဥတွေကိုဗမာတွေ့နိုင်တယ်လဲဆိုတော့ဇင်းကြိုက်တောင်ရဲ့အရှိဘက်ကျောတလျှောက်မှာကြောက်စီဒီကြောက်ပြတဲ့ကြောက်မုတ်ဦးကြောက်စိန်တောင် ဆိုတာတွေတဘာဝအတိုင်းဖြစ်နေတာတွေရှိတယ်။အဲ့လိုနေရာတွေမှာခက်ခက်ခဲခဲရှာမှ တွေ့ကြရတယ်။အဲ့ဒါလေနှစ်တိုင်းသွားရှာလို့မရဘူးနော်။လေးနှစ်တစ်ခါ၆နှစ်တစ်ခါအဲ့ဒီလိုအချိန်ချားချပြီးမှရှာလို့ရတယ်။အဲ့ဒီရက်တွေမှာတော့ဒီဥတွေကိုသရိယေဒနာစေးမြစ်စေးဥလို့ခေါ်ကြတယ်။ကောင်းပြီ။ဒီဥတွေကဘာကောင်းတာလဲ 66ပါးယောဂါတွေကဘာယောဂါပြောက်တယ်လဲဘာယောဂါမှမပြောက်ဘူးကျွန်တော်တို့ဘာမှညာပြောနေကြမလို့ဘူးဒါဖြင့်ဘာပြောက်တာလဲ66ပါးယောဂါတွေထက်ကြောက်စရာကောင်းတဲ့ပယောဂအဲ့ဒီပယောဂါတော့ပြောက်တယ်ဘာကြောင့်လဲရှင်းတယ်လေဒီစေမြင့်ဥကို ခေါ်ကြတာကသရိယေဒနာစေဥတဲ့ဒီမှာကြည့်ပရိသီလိုအလုံးလေးသုံးလုံးစင့်နေတယ်အထက်ဆုံးအလုံးကသေးတယ်ပြီးတော့အောက်ကိုဇေဒီပုံလိုတစ်ဆင့်နဲ့တစ်ဆင့်ကြီးလာတယ် ဟောဒီလိုကြည့်တွေ့လားတကယ်ပရီးစေဒီလေးလို့ပဲအတုံးချနီးကတော့လွဲပါတယ်ပျောကရှိနေပြီလို့ထင်ရင်စေးတိုက်မဲ့လူကဖျားကြောလိုက်အနည်းဆုံး၅ပါးတီလာတော့စောက်တီလိုက်ပေါ့ဒါပါပဲအဲ့ဒါလှုပ်ပြီးရင်ဒီစေးဥကို ရေတန်းတန်းနဲ့ကြောက်ပြင်းတန်းတန်းပေါ်မှာတွေးလိုက်မကြီးစည်းလောက်ရရင်တော်ပြီအဲ့ဒါကိုရေကလေးနည်းနည်းထက်ဆက်ပြီးပျောကဖြစ်နေတဲ့လူကိုတိုက်လိုက်ဒါပါပဲတိတ်လွယ်ပါတယ် အမောင်ပြောကရှိနေရင်စုံကဝေဇောကနီဇောကနဲ့မောင်လုံးမောက်ပြဘာသားနဲ့ထုထားတာမခံနိုင်ပါဘူးချက်ချင်းပညာနှုတ်သွားကြရမယ်နောက်လဲဘတော်မှပြန်လှုပ်ချင်လို့မရတော့ဘူးရှင်းအောင်ပြောရရင်ကက်ကိုမကတ်နိုင်ဘူးဗျာအဲ့ဒီတော့ဒီဆေးမြေဥကိုတစ်နှစ်မှာနှစ်ကြိမ်လောက်သွေးတောက်ထားရင်ပဲစိတ်ချရပြီဘယောကားနဲ့ဒုက္ခပေးခြင်းလို့ကတော့မလွယ်တော့ဘူးရှင်းနေတော့ ျွန်တော်တို့စေးမြေဦးကပယောဂါကလွဲလို့ကျန်တာတော့ဘာမှမပြောက်ဘူးကျွန်တော်တို့ဘာမှအပေါ်ရညာမနေခြင်းဘူးကျွန်တော်တို့ဒီရွာကို လာရတဲ့ကိစ္စကရှင်းရှင်းလေးပဲလုံသားပြည်သူများကိုဖျော်ဖြေဖို့မျက်လဲပြမယ်လူစုပြီးပြီဆိုရင် ကျွန်တော်တို့စေးမြေကိုရောင်းမယ်ကျွန်တော်တို့လည်းကုသိုလ်ရဝမ်းလဲဝါဖြစ်မယ်ဒီစေးမြေဥတွေရောင်းလို့ကျွန်တော်တို့ကြွယ်ဖုံးကြွယ်ဝချမ်းသာလာမှာလားမချမ်းသာနိုင်ပါဘူးခင်ဗျာတခုပဲရှိပါတယ် ကျွန်တော်တို့စားလောက်ယုံတောက်လောက်ယုံတော့ရမယ်အဲစိတ်ချမ်းသာမယ်ကုသိုလ်ရမယ်ဒါပါပဲကဲစင်းမြင့်ဥတွေမရောခင်ပေါ့ဗျာကျွန်တော်တို့လုံသားပြည်သူများကိုဖျော်ဖြေတဲ့အနေနဲ့မျက်လည်များပြပါမယ်မျက်လည်ဆိုတာမျက်လည်ပါပဲဘာမှတကယ်မဟုတ်ပါဘူးမျက်လည်တဲ့လက်လည်တဲ့နှမျိုးစလုံးပြမှာပါပဲခင်ဗျာမျက်စီကိုလှည့်စားတော့မျက်လည်ပေါ့ဗျာဟောဒီလိုဟောဒီလိုလက်အပြောင်းလဲအလုတ်အရှားကလေးတွေနဲ့လှည့်စားတဲ့အတက်ကတော့လက်လည်ပေါ့ဗျာ ဒါတွေကတော့လောက်သားပြည်သူများမြင်ဘူးတွေ့ဘူးပြီးသားတွေလည်းဖြစ်ကောင်းဖြစ်ပါမယ်။ဒါပေမဲ့ရိုးသားစွာ ဖြောပြေမှုလို့သဘောထားကြပေါ့ဗျာ။အဲကျွန်တော်တို့မှာအထူးစီစဉ်ရှိပါတယ်။ဟောဒီမှာကျွန်တော်တို့ပြထားပါတယ်။ဒါကလောင်းလေကလေးပါ။အထူးစီမံထားတဲ့စင်ကလေးပေါ်မှာတင်ထားပါတယ်။ကျွန်တော်တို့အစီအစဉ်တွေရဲ့နောက်ဆုံးမှာအထူးပြသဖို့စီစဉ်ထားတာပါ။ဒီအစီအစဉ်ကတော့ကျွန်တော်ပြောရဲပါတယ်။ လုံသားပြည်သူများဘယ်တော့မှတွေ့ဘူးအောင်မှမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ဒီလောင်းလေကြီးကို မျိုးပြရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ကိုယ်တိုင်မျိုးမှာပါမှန်ပါတယ်ခင်ဗျာဒါဟာလုံးဝမဖြစ်နိုင်ဘူးလို့ပြောရမယ့်ကိစ္စကြီးတစ်ခုပါတာမညပညာနဲ့တော့ဒီပြွက်ကိုဘယ်နည်းနဲ့မှမပြနိုင်ပါဘူးမျက်လဲဝိဇာထွန်းမောင်ဟာစကားကိုအမြင်မပြတ်ပြောတတ်တယ်လေကတော့စေးကြွညာတဲ့မျက်လဲဆရာကြီးရဲ့ထုံးစံအတိုင်းပေါ့ ဒါပေမဲ့မယုံယုံအောင် ထိန်းထားတာလေးတွေလည်းပါတယ်နော်။သတိထားမိတယ်မဟုတ်လား။အရေးအကြီးဆုံးကသူတို့ရောင်းမဲ့သတိရေသနာစင်းမြင့်ဥဆိုတဲ့ဥကလေးပဲ။အဲ့ဒါတွေနဲ့ပတ်သက်လို့ပြောသွားတာတွေကတော့တလုံးမှမမှန်ဘူးဗျ။အကုန်လိန်သွားတာပဲ။ဒီဥတွေကရှားတာတော့မှန်တယ်။ဒါလည်းတခြားနယ်တွေမှာတွေ့ရခဲ့လို့ရှားတယ်ပြောရတာပါ။တကယ်တော့သူတို့ပြောတဲ့ဇင်းကြိုက်တောင်ရဲ့အရှိတ်ဘက်ကျော်ဆိုတာတက်တက်လိန်တာပဲအဲဒီဘက်မှာ ကြောက်ပြတတ်သူကြောက်မုတ်သူကြောက်စီရီတို့ဆိုတာတွေလည်းမရှိပါဘူးစိတ်ဝင်စားအောင်ရှောက်ပြောတာပါတကယ်တော့သူတို့စေဥတွေကို ပုံတောင်ပုံညာဘက်ကယူလာကြတာပဲပုံတောင်ပုံညာတို့ရောတို့စောတို့ဆိုတာတွေရဲ့အနောက်ဖက်တောင်ကြီးတစ်လျှောက်ကကြောက်ကုန်းကြောက်စရီကွင်းခြုံတော်ဆက်ကလေးတွေမှာဓာရီတွေ့ရတတ်တာပဲဒီဥတွေကို မြေကတူးဥလို့ခေါ်တယ်ဒီဥကလေးတွေရဲ့ပုံစံကသူတို့ပြတဲ့အတိုင်းသုံးလုံးဆင့်ကလေးတွေမဟုတ်ဘူး တဥစီတဥစီတသက်ပဲဇေဒီပုံအစင်လေးတွေဖြစ်အောင်က သူတို့လှုပ်ထားတာပဲဒီဥကလေးတွေကို ထိပ်ပိုင်းကနေပုတ်ပြီးတွေးရင်အစီးထွက်တယ်အဲ့ဒီဥအကြီးအလက်အသေးတွေတွေရွေးပြီးထိတ်တွေကတွေးပြီးတော့မှ သူ့အစီးနဲ့သူ ပြန်ကတ်ထားတာပဲခိုင်တော့တိတ်ခိုင်နေပြန်ခွာကြည့်ရင်ဥကလေးတွေသာပဲ့ထွက်သွားမယ်ဆက်ထားတဲ့နေရာကတော့ဘယ်တော့မှကွာမသွားဘူးနောက်တစ်ခုလည်းရှိသေးတယ် ဦးလေးတွေမှာဒေါင်လိုက်အကျောဆင်းလေးတွေရှိတယ်။အဲ့ဒါကို သူအကျောနဲ့သူစက်မိအောင်တော့သူတို့ view ဆိုင်ပြီးကတ်ကြတယ်။အဲ့ဒါကလေးကလည်းပညာပဲ။အသေးအချာမကြည့်လို့ကတော့ဦးသုံးလုံးထပ်ပြီးကတ်ထားတာကိုဘယ်နည်းနဲ့မှမမြင်နိုင်ဘူး။အဲ့ဒီဥတွေခြောက်သွားတဲ့အခါမှာအခွန်ရောင်ကတော့သူတို့ပြောတာမှန်တယ်။ပရိစီအစီဝါနေတဲ့အရောင်မျိုးပဲ။အညိုရင့်ရောင်ထွက်ပြီးပြောင်ချောနေတယ်။ပယောကပြောက်တယ်ဆိုတာကတော့ပေါ်တင်အာလူရိုက်တာပဲ။အပြက်ပဲ။ တီးရတဲ့လောက်ကတော့ဘာအနည်းတွေမှထူးထူးခြားခြားရှိတာမဟုတ်ပါဘူးပုံတောင်ပုံညာဘက်မှာတော့နွားတောင်မစားဘူးမြေကတူးပင်ပူလေးတွေရှိတဲ့ကြောက်စရစ်ကွင်းတွေမှာတော့ဒီဥကလေးတွေကတိတ်ပေါ်တာပါသူတို့ရောက်နေတဲ့မတရားတဝိုက်မှာကမြေကတူးဥကိုမြင်ဘူးဖို့နေနေတာကြားတောင်ကြားဘူးကြတာမှမဟုတ်ပဲပုံတောင်ပုံညာနဲ့နီးစက်တဲ့ပခုတ်ကူရေစကြိုတဝိုက်မှာတောင်ကြားဘူးမြင်ဘူးတဲ့လူအလွန်ရှားပါတယ် အရှင်းဆုံးပြောရရင်သူတို့ဟာက အကြောင်းရိုက်ပြီးပြောင်းလဲနေကြတာပဲသူတို့ပြောတာယုံလို့တွေးတောက်မိရင်လေချုပ်ဝမ်းချုပ်ဖြစ်ပြီးဒုက္ခရောက်နိုင်တယ်စဉ်းစားကြည့်လေအဲ့ဒီဥတွေရဲ့အစည်းအဝေးတွေကကြောက်စရာကြီး96ပါယောဂါတွေတဲကဘာယောဂါပျောက်တယ်လဲဆိုရင်ဘာယောဂါမှမပျောက်ဘူးတဲ့အဲအဲ့ဒါလေးတွေကပရိသတ်ကိုလိန်တဲ့နေရာမှာပညာပါတယ်နော်တတိထားဖို့ပြောပါတယ်ယုတ်တိလေးတွေ ਨੇ အပြောအဆိုလေးတွေကိုထိမ့်ပြီးအယုံသွင်းတာလေဈေးအာနီးတင်တဲ့ပတ်သက်လို့ပယောဂကိုရွေးလိုက်တာကိုပဲကြည်ပယောဂဆိုတဲ့ကိစ္စကငိုကလေးကဝိုးတိုဝါတာမဟုတ်လားပြီးတော့ရွာဒီမှာက အမောင်ပယောဂဘာညာဆိုရင်ပူပြီးကြောက်ကြတယ်သူတို့ဈေးသွေးတောက်လိုက်လို့မပြောင်းရင်အဲ့ဒါပယောဂမဟုတ်လို့ပေါ့လို့ဖြေလိုက်ရုံပဲပယောဂဟုတ်မဟုတ်ဆိုတဲ့ကိစ္စကအတိအချပြောနိုင်တဲ့သူအခြားသားပဲဓမ္မအာဇီဝဖြစ်လေဟန်း လောဘတကြီးမဟုတ်လေဟန်ပြောလိုက်ပုံကလေးတွေကလည်းညက်တယ်နော်မျက်လဲလက်လဲလေးတွေ ပြအောင်မဲ့ကိစ္စမှာလဲအယိုးကန်နဲ့အောက်ကဝင်လိုက်ပုံကလေးတွေကလည်းတင်းတယ်လာပြီလောင်းလေကိုမြူပြမယ်ဆိုတဲ့ကိစ္စတည်တည်ချာချာစဉ်းစားကြည့်နော်သူတို့လောင်းလေကိုချပြထားပုံကပညာပါတယ်ဒီအတိုင်းမြေကြီးပေါ်မှာဖြစ်တယ်လို့ချထားတာမဟုတ်ဘူးဝါးတိုင်ကလေးတွေစိုက်ပြီးတန်းပြအဲ့ဒီပေါ်မှာမှ လောင်းလေကိုတင်ထားတယ် အဲ့ဒီနေရာမှာပညာတွေပါလာပြီလောင်းလေဦးကိုထမ်းထားဖို့ဝါးတိုင်နှစ်တိုင်နဲ့တန်တဒန်အဲ့လိုပဲအလဲမှာတစ်ခုပေပိုင်းမှာတစ်ခုဒီလိုပဲလုပ်ရမယ်မဟုတ်လားအလွယ်ဆုံးပြောပါတယ်သူတို့ကအဲ့လိုမဟုတ်ပါဘူးဗျဝါးတိုင်၆တိုင်အပြင်နေဝန်းနဲ့လှေကိုနဲ့ဘလို့မှထိဆက်မထားပဲမြားပြသလိုဝချွန်ထောင်ထားသလိုဝလုံးငါးလုံးကိုတူတူဖြတ်ပြီးခတ်ဆောင်ဆောင်စိုက်ထားကြတယ်အဲ့ဒီတိုင်တွေမှာတော့ အင်းတွေရေးထားတဲ့မှိုင်းကင်ဆက်ကူ၄တောင်လေးတွေနှစ်ချက်စီသုံးချက်စီကတ်ထားတယ်။တတရဝချွန်ကောင်းမှာရွှေပြားလိုဟာကို သုံးမြောင်းကိုက်ပြီးကတ်ထားသေးတယ်။ကြံလေးတိုင်မှာတော့ဒေါနာပန်းတွေခြီထားတယ်။မြေအိုးငငယ်လေးတစ်လုံးကို လောင်းလေဦးမှာတင်ထားပြီးအိုးဘေးမှာအင်းကတ်ထားပြန်တယ်။ပေပိုင်းကအနီနဲ့အနက်ပိတ်ဆတွေကတော့စိတ်ဝင်စားစရာအကောင်းဆုံးပဲ။မြေအိုးလေးတွေကဘာမီးတောင်မှမရှိဘဲမီးကိုထွက်ထွက်လာအောင်လှုပ်ထားတာလေပိုင်တယ်။ တကယ်တမ်းကျတော့ဘာမှမဟုတ်ဘူးဘာအဓိပ္ပာယ်မှလည်းမရှိဘူးအင်းဆိုတာတွေကလည်းဘာမှအဓိပ္ပာယ်မရှိဘူးသူတို့လည်းဘာအင်းပညာမှမတတ်ဘူးဒါပေမဲ့သိတယ်မဟုတ်လားလူတွေစိတ်ဝင်စားအောင်ရှောက်လုပ်ထားတာလို့ဝတ်တဲ့ပစ္စလတ်အတတ်နဲ့လုပ်ပြတော့မယ်အတိုင်းပဲမှတ်မိတယ်မဟုတ်လားလောင်းလေကိုမျက်လှဲဝိဇ္ဇာထုံးမောင်ကသူ့ကိုယ်တိုင်မြိုပြမယ်ဆိုတာလေဘလို့ဖြစ်နိုင်မှာလဲရိုးရိုးပဲတွေးကြည့်လေ ။လောင်းလီကလူပဇက်လူလေကြောင့်လူဝမ်းကောင်းနဲ့ဘလို့ဆန့်ပါလေ။အဲ့ဒါပဲ။မဖြစ်နိုင်တာကြီးကိုစွတ်အော်ထားတာပဲ။ဒါပေမဲ့သူတို့ပြထားတာကအထူးခြားနေတယ်။ဘာလို့လို့ညာလို့လို့လှုပ်ထားတယ်။ပြီးတော့မှအရေးအကြီးဆုံးကိုပြောပြမယ်။သူတို့ကဒလန်တွေလှစ်ထားသေးတယ်။ဘလို့လဲဆိုတော့အဲ့ဒီလူတွေကတိုးတိုးလျှောက်ပြောရတယ်။လေကိုမျိုးချမယ်ဆိုတာဒီအတိုင်းတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ကြောင် ယောဂာနီးမာမှပြစ်စလက်အတက်နဲ့လောင်းလီဟာအများမျက်စိအောက်တွင်တဖြည်းဖြည်းကျုပ်ဝင်ပြီးတင်းငယ်သွားမှဖြစ်တဲ့အကြောင်းဒါပေမဲ့ခက်ကြီးကြီးနဲ့တက်ဖူးငပြောသီးလောက်ထက်တော့တေးအောင်လှုပ်လို့မရတဲ့အကြောင်းအဲ့ဒါကိုတော့မျိုးပြမှဖြစ်တဲ့အကြောင်းကဲဘလောက်ပိုင်လဲမျက်စိရှိမှာတင် လောင်းလီတစ်စင်းလုံးကျုပ်ဝင်တင်းငယ်သွားမဲ့ဟာကို ကြည့်ရရင်ပဲအပြတ်တန်နေပြီအဲ့ဒီမှာဖမ်းထားတာပဲအစီအစဉ်က နောက်ဆုံးမှ ပြမှာလေတယောက်စကားတယောက်နာ လာလိုက်ကြတဲ့လူတွေကြိတ်ကြိတ်ကိုတိုးနေတာစေးမြစ်တွေကလည်းရောင်းရသလားမပြောနဲ့တလက်ဟောပဲအမိုက်ကိုလင်ရောင်းနေကြတာလေလောင်းလီမျိုးပြမယ်အစီအစဉ်က နောက်ဆုံးမှပြမယ်ဆိုပြီးအချိန်ဆွဲထားတာပေါ့အချိန်ကိုတက်နိုင်သမျှဆွဲစေးမြစ်ဥကိုတက်နိုင်သမျှတွင်အောင်ရောင်းကောင်းပြီနောက်ဆုံးကြရင် လောင်းလီကိုမျိုးပြမှာလားဘဲကလာမျိုးနိုင်မှာလဲပစ္စလက်အတက်နဲ့လူအများရှိမှာနဲ့လောင်းလီကလေးတဖြည်းဖြည်းကျုံဝင်တင်းငယ်သွားမှာလား ဝေးပါသေးတယ်။အဲ့ဒါလည်းဘာအိဒိပဲမှမရှိဘူး။ဒီလိုဆိုရင်ဘဲနဲ့လောက်ကြမှာလေ။နောက်ဆုံးအစီအစဉ်ဖြစ်လောင်းလေကြီးကိုမျိုးမပြနိုင်ရင်တော့မလွယ်ဘူးနော်။ပရိသတ်ကဒါကိုဝိုင်းဆောင်နေကြတာ။ပြရင်ပြမပြနိုင်ရင်တော့ဝိုင်းတီးကြမှာပဲ။အဲ့ဒီအပိုင်းကြတော့ဒီလိုရှိတယ်။သူ့ဟာက အပိုင်းလှုပ်ထားတာပဲ။သူလူတွေကိုရဲအတုလှောက်ခိုင်းထားတာရှိတယ်။ချိန်တန်လို့လောင်းလေကြီးကိုမြိုပြတဲ့အစီအစဉ်ရောက်ရင် ရုတ်တရက်အဲ့ဒီရဲအတုတွေကဝင်လာပြီးသူတို့တစ်ဖွဲ့လုံးကိုဖမ်းသွားကြဖို့ပဲပြစ်မှုကတော့သူတို့ဗဇက်သေးရှိတာပြောထည့်လိုက်မှာပဲလေသူတို့ကအစ်စ်တွေမှာမဟုတ်ပဲအဲ့ဒီမှာကိစ္စပြတ်မယ်လေပရိသတ်ကတော့သူတို့အလိန်ခံရတာကိုသတိရဖို့နေနေတတာမျက်လဲဝိဇ္ဇာထွန်းမောင်တို့အဖွဲ့ကိုတနာတော်တနာကြအောင်မယ်ကဲပြောရင်းဆိုရင်းပါပဲခင်ဗျာအချိန်တန်လို့လောင်းလေကြီးကို မျိုးပြမဲ့အစီအစဉ်ကိုစကြင်ညာနေပါပြီ အဲ့ဒီနေရာနဲ့နှစ်မိုင်အကွာဝတုံဒရကားဂိတ်မှာရဲတု၃ယောက်ကို ကားတစ်စီးနဲ့တကယ့်ရဲအစ်စ်များကဖမ်းထားလိုက်ကြတယ်။မြလဲဝိဇာထုံးမောင်က လောင်းလီကြီးကိုကြည်လိုက်ပရိသတ်ကိုကြည်လိုက်နာယီကိုကြည်လိုက်ကားလန်ဘက်ကိုလှမ်းကြည်လိုက်နဲ့ချွေးပြန်နေပြီ။ကဲဘလို့နီးနေပဲဖြစ်ဖြစ်မျိုးနိုင်အောင်သာမျိုးပြီးတော့နားဆင်ခံစားပေးကြပါတော့အရောက်စီတိုင်းကို ယေရှုအများကြီးတင်ရှိပါရယ်ခင်ဗျာ။